ဆိုဒီမိုကရေစီရဲ့အသက်လေးကိုတနေ့တနေ့ဟိုနေရာတစ်ခုပြောလိုက်ဒီနေရာတစ်ခုပြောလိုက်ပထမဦးဆုံး the facts essence of democracy ဒီမိုကရေစီအသက်တည်တက်ပါလေ good voter and good leadership မဲဆန္ဒရှင်တွေကိုယ်နဲ့ကဒီပြည်သူတွေကိုယ်နဲ့ကသူကောင်းအောင်ဒါကြောင့်မလို့ဟိုနေရာ Franklin Benjamin ကဒေါ်လာ100ရန်မှရေးထားတဲ့ဒေါ်လာ100ရန်တီထွန်းဒေါ်လာ100ရန်ကသမ္မတကပြောတယ်ဒီမို့ so democracy ဆိုတယ်မှာ the democracy the government of democracy is by the people for the people သူပြောရတော့အဲ့ဒီပြည်သူတွေကအရင်နားလဲရ supply the people for the people so ခုနက the government of democracy is by the people for the people သူပြောခဲ့တာအဲ့ဒီပြောခဲ့တဲ့စကားကိုတိုင်ဆိုပြီးပြည်သူတွေကစက်သိရတယ်မြေသူတို့နားလဲရပညာတတ်အောင်သင်ရတော့ နားလဲအောင်ကြိုးစားဥပဒေတွေနားလဲရမယ်မသိလိုက်လို့မဖြစ်စေရအောင်အဲဒီတော့မှမဲဆန္ဒရှင်ကောင်း good boat လို့တော့မယ် VOT boat good boating မဲဆန္ဒဘယ်သူ့ကိုရွေးရမလဲ brute choice လို့ how to choose ဘယ်လိုရွေးမလဲ who's brute ရွေးမလဲသူတို့အသိတယ်အသိတယ်မှာက good leadership ပထမဆုံးအသက်ဒုတိယကကိုချင်းသီလကောင်းမယ် so the second as in democracy is moral character ဒုတိယချက်ဝင်းနည်းရောက်လာပြီတတိယတစ်ချက် respect other rights and respect other properties အခြားသူတွေရဲ့အခွင့်အရေးတွေအခြားသူတွေရဲ့ပိုင်ဆိုင်မှုတွေကိုဂရုစိုက်လေးစားမယ်ပထမဘွဲကြီးလောက်တာပါပဲကထိန်ဘွဲပါပဲမနေ့အာယုံစွန်းလောင်းတာပါပဲတရားဝတ်ပဲတော်မဆူနဲ့လေဗျာဆရာတို့ဘုန်းကြီးတွေဆိုပို့ဆိုးတယ်ဘုန်းကြီးကြောင်းတွေကဆရာတို့ကြောင်းချက်တယ်ဆလင်းနဲ့ရှိသွားပြီ ကထိန်ပွဲလို့ပါတယ်ဘယ်တော့မှအတန်ကျယ်ကြီးမရှိဘူးအနာကြောင့်လည်းပွဲသွင်းလိုက်သေးတယ်ဟာတနေုံတနေကကျတော့ရွက်ပြီးဖွင့်ပလိုက်တဲ့ခါကျတော့ကိုဟိုမြောက်ကလာပဲပိုဆိုးသေးတယ်မှန်လုံးငါကြောင်းနေတော့မဆောက်ချင်တာမှန်လုံးအတန် sound proof ဖြစ်တယ်ဆောက်တော့မယ်စကိုတော့ကြောင်းနေဆောက်တော့တော့အဲ့ဒါမရှိဘူးနိုင်ငံသားတွေမသွားပြီးပြန်လာမှကြောင်းနေပြီးတော့လွန်သွားပြီဟိုလိုဖြစ်မှာအတန်ကလုံတာကိုတို့ကြောင်းနေရကိုလက်မအိုယိုးတို့လေးလက်မမရအောင်အဲ့လေးလက်မအိုယိုးကြားထဲမှာဖုန်လို့ခေါ်တယ်ထုံးပြားတွေထည့်ရတယ် အဲ့တော့မှသူကဟိုးလို့ကြမှာအတန်ဆောင်းပလော့ကိုမတည်ဆောင်းလေပြီးကုန်ဆာအမေရိကရောက်ပြီးအင်္ဂလန်ရောက်ပြီးကျောင်းနေဆောင်းပြန်နိုင်ငံရောက်တယ်ဆိုဘာလုံးမရတော့ဆော့တက်ကနစ်ကမတည်တော့ကိုမတည်တော့နောင်နောင်သွားဆော့အဲ့ဒါသူများရဲ့ခွန်ရည်သူများအိတ်တန်စနေလို့ဆိုအိတ်နေတဲ့ချိန်လေးအလုပ်ပင်ပန်းတယ်အတန်တွေဒါအတန်ချက်တွေဒါဖွင့်တတကန်ကောအတန်ကဆိုးပဲတော့သူများရဲ့ပိုင်ဆိုင်မှုသူများရဲ့ခွန်ရည်ကိုလေးစားရမယ်တော့လေး transparency ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားပွင့်လင်းမြင်သာလို့ဆိုရစကားလုံးအဲ့ဒီအကုံလေးခုလုံးကိုဒီဗုဒ္ဓတရားတော်ထဲမှာလေးခုလုံးရှိတယ်ပါဠိလိုဝိဝတဝါယလုံးနဲ့ဝိဝါယဝတာတဲ့ချက်တော့ဝိဝတပွင့်လင်းမြင်သာပွင့်ပွင့်လင်းလင်းဆိုခုကြမှာလွတ်တော်တွေကဘာကြသေးလို့တော့ဒီ2010နဲ့ဒီ after 12 after 10 12ပြီးတော့မှလေးနဲ့ငားလေးရှိတယ်ဒီစကားလေးပြောတယ်အမလေးဟိုဟိုလွတ်တော်ကိုယ်စားလေးကပြောလိုက်လဲဟိုရုပ်ရှင်မင်းသမီးချက်တုပါတူကလည်းဘဲသူကလည်းပွင့် မြင်နေကတ်နေကြတော့နားရတယ်အဲ့ဒါဘုရားဟောပြီးသားပါလေရှိပြီးသားတင်းနေဝတ်ဝိဝတ္တန်ဒီပါဠိတော်အင်္ဂုဏနေကတိကနေပတ်ပြောလို့မကောင်းသေးလို့စောင့်နေလိုက်တာမပြောဒီဘိရဆာဘိထဲမှာအချိန်မှများစွာရှိပြီးသားဒါပေမဲ့အဲ့ဒီတရားတွေကိုဖြစ်ချင်တော့ဒီတရားတွေနဲ့ထိတွေ့ဆက်ဆံရတဲ့အစိုးရအဖွဲ့အစည်းတွေအဲ့ကိုဓမ္မစီတို့တရားဟောတဲ့စင်းသားတွေတွေ့ရတယ် ပတ်စံရှိတဲ့သူတွေအကောင်ပါလေ company ပိုင်ရှင်ကြီးတွေအင်းအင်းကပါအာဏာရှိတဲ့ကောင်တွေအေးသူတို့နဲ့တွေ့တဲ့ဘုန်းကြီးကဓာတ်ဘုန်းကြီးနဲ့ဘုန်းကြီးပြားတယ်သူအဲ့မှာအဲ့ဒီရောက်တာဩဇာသီးတို့ဟာကိုယ်ပဲပြင့်မလဲဟိုမယအညာဒေသမှာဟိုမုံရပဲတိုင်းဘူးကိုယ်လည်းပါတော့ဗောရဒုက္ခငါနဲ့တော့ထိတဲ့တိုးပါပြီကျေတော့အသီးဩဇာသီးမင်းကိုသီးနှစ်ခုပဲရှိတယ်အခုကျွန်တော်ကတွေ့ရင်မေးကြည့်ပြီလေဒီဆက်ဆိုတော့ဘာဖြစ်လို့အသီးနှသီးလောက်တာလဲဆိုပန်းသီးလောက်လို့ရှိရင်ပြင်မှန်းတယ်တဲ့ ပြည်သူပြည်မဲမှာဆိုလို့တယ်။အော်လာသေးတယ်။ပြည်သူပြည်မဲကြီးအလောက်ကခေါင်းနေပေးပါလား။ဆပြည့်သေးဆိုရင်ပြက်တယ်တဲ့။အာဘာလို့ဆိုတိုင်းပြည်ဩဇာနာရှိသူတို့ဩဇာမပြက်တော့ဩဇာသေးတယ်။မင်းနေရကုတ်လို့မင်းကုတ်တည်တယ်အယူးကြီး။မင်းကုတ်ဆိုတာသူကတော့မင်းကမိုင်းငါသက်မင်းလေဂျီဝါဆွဲကုတ်လေ။အဲ့ဒါမင်းမင်းကြတော့သူတို့မင်းလို့ယူဆတယ်။ကုတ်ကြတော့ကောင်းလာယူဆတယ်။မင်းနေကောင်းတော့ပဲ။အော်မင်းကုတ်တည်တည်တယ်။တွတ်ကြည့်လိုက် ဩဇာသည်မင်းကိုသည်အဲ့ဒါပဲလှူလို့ရတယ်ဆိုတော့ကြောက်ပြုံဘယ်တော့မှမကြောက်ဘူးတဲ့ဘာလဲကြောက်ပြုံ means just only name ဘာမှသူ့မှာ effect မရှိဘူးအဲ့ဒါထေရဝါဒမဆန်တာတွေအဲ့ဒါတွေကိုကိုလို့ရှိကလူကြီးတွေနောင်တက်လာမယ်ခုလွတ်တော်ခံရွေးချယ်ခံတဲ့လွတ်တော်ကိုယ်စားလှယ်လောင်းလျာလေးတွေအဲ့ဒီလိုထေရဝါဒတရားတွေ democracy ထေရဝါဒ is beyond the democracy ထေရဝါဒတရားတော်များသည်ဒီမိုကရေစီဟိုဘက်မှာရောက်တယ် အသိကိုလို့ဒီမှာမပြောလို့မရရင်မှာနိုင်ငံခြားတိုင်းပြည်တွေမှာထေရဝါဒတရားတွေကြည့်လိုက်လေ1948ပြန်ပြောပြီ1948လို့လည်းရခြင်ဦးတွေတည်းပေါ်လာ1958အင်းဆောင်ဆိုပါ1962ဒေါ်လင်းကစီတက်1980ရောညဆိုလိုက်စင်ပါတီ1988ပါတီ stop gone နဝဒနာနာဘခု9နှစ်ခု2015ကျွန်တော်တော့တက်90ကျော်ကာလာလေးမှာတင်အချိန်ဥတွေဥတွေအကုန်လုံးပြောင်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 းသွားတယ်ဒီနေ့ဟောကြားမဲ့မြတ်စွာဘုရားရှင်ကရုဏာပုံရိပ်ကဖော်လိုက်တဲ့အခြေခံဥပဒေဖြစ်တဲ့ Four Constitution Law for me ပါဠိကသိခါဘူးလေးပါမြန်မာနိုင်ငံတန်ခါတော့9သိန်းဝန်းကျင်လောက်4သိန်းလောက်မာနာတန်ခါနာကဆရာဘုရားကြီးများကို ပါရာဇိယတိတ်ခါကို၄ပါးကိုဖြုတ်ပေးရတို့ရေလို့ချိန်တစ်ခါမှမဟုတ်ခဲ့ဘူး။ဟောဘူးလားကြားဘူးလား။ဒီတိတ်ခါဘို့တဲ့အကျဉ်း298တွေအကျယ်ဂရီ9180ငါတန်3600ဘယ်လောက်လဲ။ဒီတို့ထန်းဆောင်နေရတဲ့ဝတ်ဝတ်ဝင်တာဝန်တွေအကျယ်ဂရီ9180ငါတန်3600ရိုးရိုးလေးပြောလိုက်ရင်97 billion 91 billion rules တွေတကဘာလုံးကကဘာကြီးကိုပတ်လိုက်ကဘာနိုင်ငံ200ရှိတယ်ကုလသမဂ္ဂဖွဲ့198နိုင်ငံအဲ့ဒီနိုင်ငံ200မှာတနိုင်ငံတနိုင်ငံဥပဒေပုံမှန်တသန်မရှိဘူးဥပဒေခဏန်း3လုံးမရှိဘူးလူသားမှု3ဟက်960 420 298ဒါပဲဒါပြီးဒါပဲပြီးတော့ဟိုက်ထရီဇန်နိုင်ငံတော်လောက်ကလောက်ကြံပုံကံမှုအကြီးဆုံး death penalty 5ခုပဲရှိတယ် တကယ်တည်တံပေးတာငါမရှိဘူးဒါပုံမရှိဘူးမရိမှုလောက်တယ်လောက်ပြီးအဲ့ဒီကောင်တပ်ပလိုက်တယ် death penalty ဆိုတည်တံပဲလူမြောက်ဆုလိုက်ပြုံးတဲ့တည်တံကောင် death penalty တည်တံပဲနိုင်ငံတော်တစ္ဆာပေါက်တယ်အုံကြုံမြင်လို့ high treason ပြီးသွားပြီဥပဒေပေါ်မှာ၃ခု၄ခု၄ခုမရှိဘူးထောင်ခန်းရှားတယ်ထားပါငါကနန်း6လုံး9လုံးပေးလိုက်တယ်နိုင်ငံတကာနိုင်ငံဥပဒေတသန်းဆိုရင်နိုင်ငံ200ရှိအောင်တန်း200ပဲရှိတယ် 200 million rules ဘုရားဘာသာဖုံးတော်ကြီးတွေလိုက်နာနေတာ91 billion rules အဲ့လိုက်နာနေရတယ်အဲ့ဒီ90 billion 90 billion ကျော်သော90 billion ကျော်သောတိတ်ခါဘုံများကိုဘယ်ရန်တန်ခါမှဒီနေ့ချိန်ကြီးဖောက်ပြခြင်းကျူးလွန်တာတော့ရှိတယ်ဒါအခြေခံဥပဒေကိုမကျူးလွန်ဘူးဆရာတော်ကောသနာရုပ်ရှင်ကြည့်လာကြည့်တယ်ဘောလုံးကကြည့်လာကြည့်တယ်ဒါအခြေခံဥပဒေ constitution လောက်မပြတ်သမျှမြန်မာနိုင်ငံမှာ ခုနပြောလို့ခိုးမှုဖြစ်လာဖြစ်တယ်လူသားမှုဖြစ်လာဖြစ်တယ်မရင်းမှုဖြစ်လာဖြစ်တယ်လိန်လားလိန်တယ်ဒါပေမဲ့အခြေခံဥပဒေမပြတ်သမျှအစိုးရရှိတယ်ဒီ constitution မရှိလန်သွားပြီ constitution law မရှိပြတ်သွားဆက်ညီမဗုဒ္ဓသာသနာအဲ့တိုင်းပဲဘုန်းကြီးတွေကညတာစားတာစားတယ်ဘွဲကြည့်တယ်ကြည့်တယ်တန်းတော့အခြေခံဥပဒေမပြတ်ဘူးသာသနာမပြတ်ဘူးအဲ့ဒီပါရာဇိယတိတ်ခါကိုလေးပါဘုန်းကြီးနဲ့ဘုန်းကြီးနဲ့က break the law ဖြစ်ရင်တော့အဲ့ဒါကို break the rules ဖြစ်ရင်တော့သာသနာမရှိတော့ဘူးသူတို့ရဲ့ ဘောင်းတော်ကြီးများရဲ့လေးခုတည်းသတ်မှတ်ထားတယ်။ကာမရဲ့ခိုးတာရဲ့တတ်တာရဲ့လိမ်တာရဲ့လေးခုတည်းအဲ့ဒီလေးခုကို control လုပ်နေထိမ့်သိမ့်နိုင်တယ်ဘုန်းကြီးကောင်းပဲ။ကျန်တော့အဘသက်မှာပဲ။အဘလူတွေအဘမသိဘူးဘုန်းကြီးတွေအဘသက်တယ်။လူကဘယ်အဘသက်ခင်အဘသက်လား။တခါကြီးတို့အဘသက်လား။ဘာလူပဲအဘအဘသက်မလို့။ကိုမိမခိုးပြီလေထမင်းဘာမှမပြောပဲစားလို့ရတယ်။ဘုန်းကြီးကလာလို့ဆုံးကိုပြည်သင်္ဃာရောက်နေတော့စီဝရံပြည်သင်္ဃာ ပိန်နဘာတန်အီဒီဆာဘဲဆိုမဆိုရင်ပြစ်တယ်လူမသိဘူးလေကိုယ့်ယောက်ျားကျွေးတဲ့ထမင်းကိုစားတာပဲကိုယ့်ယောက်ျားခုပဲကျွေးကိုထမင်းစားတာပဲဟိုမှာသူများအလူသွားစားတယ်မြစ်တာပပွဲစားတယ်ရတယ်မရှင်ရင်မစားတယ်ရတယ်ဒီမှာမရဘူးဘယ်တော့ပဲလှူလူဘယ်တော့ကောင်းကောင်းချူအပ်စားပါတယ်စသိပ်ပြီးတော့အံဩဝဲကောင်းအောင်အဲ့တရားတွေဆက်ဆက်တိုက်နှစ်ပေါ်ဟောမှာ